အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုဖျက်ဆီးနိုင်ခဲ့တာမရှိဘဲလအနေငယ်လောက်နောက်ရောက်တော့အောင်သာဆွန်းဆောင်နိုင်ခဲ့တယ်လို့အမေရိကန်ထောက်လှမ်ရေးကဏ္ဍဦးအကြီးပြတ်အစီရင်ခံစာတစ်စောင်ကဖော်ပြပါဗျာ။အစ္စရေးဝန်ကြီးချုပ်ရောအီရန်သမ္မတကပါသူတို့အောင်ပွဲရပြီပြောနေကြတယ်လို့ထရန်ကလည်းအီရန်နျူကလ িয়ার စီမံကိန်းကိုပြတ်တုံးစေခဲ့ပြီလို့ကြွေးကြော်နေချိန်မှာပဲဒီအစီရင်ခံစာကပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ ထရန်ကတော့သတင်းတု CNN ကြာရှုံးနေတဲ့နယူးယောက်တိုင်းတို့ပေါင်းပြီးတော့သမိုင်းမှာအအောင်မြင်ဆုံးစီရင်တိုက်ခိုက်မှုတရက်ကိုသိခါကြအောင်လုပ်နေတာဒါဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ နျူကလ িয়ার စခန်းတစ်ခုရဲ့ဝင်ပေါက်တွေပိတ်တော့ပြီးတချို့အဆောက်အုံတွေပျက်စီးထိခိုက်တော့ပေမဲ့မြေရောက်အနေကြီးထဲမှာရှိနေတဲ့အဆောက်အုံတွေကမထိခိုက်သေးပဲရှိနေသေးလို့သုံးသပ်ထားပါတယ်။အစ္စရေးအီရန်အပြစ်ခတ်ရှက်ဆဲပြီးလို့ကြေညာခဲ့အပြီးနောက်မှာချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက်ထရန်ကနှစ်ဖက်စလုံးကိုတိမ်မောက်ခဲ့ပြီးလက်တလုံးမှာတော့နှစ်ဖက်အပြစ်ရက်ထားတဲ့အခြေအနေမှာရှိနေပါသေးရှင်။